တိုးစေးအသုံးပြုမှုကမြန်မာနိုင်ငံသားမကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာလည်းရှိနေကြောင်းသိရပါတယ်။ချစ်ခင်အားပါတော့နယူးယောက်မြို့ရှိမြန်မာမိသားစုဝင်အပေါင်းတို့ခင်ဗျာကျွန်တော်တို့ရဲ့ဘေကင်းလုံခြုံရေးအတွက်အလွန်ရေးကြီးတဲ့သတိပေးချက်တစ်ခုကိုအသိပေးရပါတယ်။မနေ့ကနေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ပြစ်မှုတစ်ခုဟာရသဝတ်သားတွေရဲ့ပုံစံအစ်စ်တွေနဲ့လှည့်စားမှုတွေကိုပေါ်ပြနေရကြောင်းအထူးသတိထားကြဖို့လိုအပ်ပါတယ်။ ဖြစ်စဉ်ကဒီလိုပါကျွန်တော်တို့ရဲ့အဖအိုတူဟာသူ့ရင်ရှေးရပန်းချံငယ်လေးမှာပျော်ပျော်ရွှင်ရွှင်တန်းပင်လေးတွေစိုက်ပျိုးပြုစုနေတော့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကားတစ်စီးကသူ့ကိုဖြတ်ကျော်ပြီးမောင်းနှင်သွားခဲ့ပေမဲ့ခဏကြာမှပဲပြန်ဆုတ်လာပါတယ်ကားပေါ်ကနေအမျိုးသမီးတူဆင်းလာပြီးအလွန်ရင်းနှီးကြွမ်းဝင်တဲ့ပုံစံမျိုးနဲ့ဖက်လက်တကင်းဖွေးပိုက်နှုတ်ဆက်ပါတယ်ပြီးတော့ပိုက်ဆံ2ဒေါ်လာထုတ်ပေးပါတယ် အဖအိုကမလို့အကြောင်းညင်းဆန်နေတဲ့အချိန်မှာပဲအဲ့ဒီမျိုးသမီးဟာသူ့လက်ထက်ကဖြူရောင်ကြိုးတစ်ချောင်းနဲ့အဖအိုရဲ့လက်ဝင်းကို အမတ်မထင်ပတ်လိုက်ပါတယ်ဒီလိုပတ်လိုက်တာနဲ့တပြိုင်နက်တည်းမှာပဲအဖအိုဟာသတိကင်းမဲ့သွားခဲ့ပါတယ်ဘာမှမသိတော့တဲ့အချိန်မှာအဲ့ဒီမျိုးသမီးကအဖအိုဝတ်ဆန်ထားတဲ့လယ်ဆွဲကိုအလွယ်တကူချွတ်ယူပြီးကားပေါ်ပြန်တက်ခါလင်းမြန်စွာထွက်ပြေးတန်းဆောင်သွားခဲ့ပါတယ် ဒီဖြစ်စဉ်ကိုကြည်ကျင်းအဖြစ်ဇာသပတ်သားတွေဟာသတိလစ်ဆေးသို့မဟုတ်ထုံစေးတစ်မျိုးမျိုးကိုအသုံးပြုပြီးလူတအူးရဲ့ခန္ဓာရည်အားကိုရှော့ချကာဖိုးရံပစ္စည်းတွေကို လူယူတဲ့ပုံစံမျိုးဖြစ်တယ်လို့ယူဆရပါတယ်။ဒါလမ်းဘေးမှာဖြစ်တတ်တဲ့ဓများတိုက်မှုတွေထက်ပုံမိုးဆိုးရွားပြီးလူတအူးရဲ့ကျန်းမာရေးကိုပါထိခိုက်စေနိုင်တဲ့လောက်ရဖြစ်ပါတယ်။ဒီလိုမလိုလားတဲ့အဖြစ်အပျက်တွေထပ်မံမဖြစ်ပွားစေဖို့အတွက် ကျွန်တော်တို့အားလုံးအထူးသတိပြုဆင်ခြင်ကြဖို့လိုပါတယ်။လမ်းမပေါ်မှာလုံးဝမသိတဲ့ဒဇိုင်းတအုပ်တစ်ယောက်ကစကားပြောဖို့ချီးကပ်လာရင် အကူအညီတောင်းခံလာရင်တောင်းသတိထားပါ။ရင်ကျေးစွာညင်းပယ်ပြီးချောင်ထွက်သွားတာအကောင်းဆုံးပါပဲ။ရုတ်တရက်ရင်းနှီးဟန်ဆောင်ပြီးဖက်လဲတကင်းထွေးပတ်ခြင်းတကောရေးနိနိကကတိတွေ့ခြင်းတို့ကိုသတိထားပါ။သူတို့ဟာဒီလိုပြုလုပ်ရင်သတိလစ်စေတဲ့ဈေးဝါးတွေကိုလိမ့်ကြံတာမျိုး မမဟုတ်ကျိုးနဲ့ပတ်တာမျိုးပြုလုပ်နိုင်ပါတယ်ဖြစ်နိုင်ရင်လူအများသွားလာတဲ့နေရာတွေကနေသွားလာပါညာဘက်ဆိုရင်ပို့ပေးတတိထားပါမိမိပတ်ဝန်းကျင်မှာမသိငါပွဲလူတွေဒါမှမဟုတ်ကားတွေရှိမရှိ အမြဲတတိထားပါအဖိုးတန်ရွှေငွေလက်ဝတ်ရတနာများနဲ့တံပိုးကြီးပစ္စည်းများကို လူမြင်ကွဲမှာတင်ပေါ်အောင်ဝတ်ဆင်ခြင်းကိုင်ဆောင်ခြင်းတို့ကိုတတ်နိုင်မများရှောင်ရှားပါ ဒီဖြစ်ဟာကျွန်တော်တို့နေယူရောက်ကမြန်မာမိသားစုဝင် အားလုံးအတွက်သင်ခန်းစာယူစရာဖြစ်ပါတယ်။ကိုယ့်ရဲ့ဘေကင်းလုံခြုံရေးအတွက်ကိုယ်တိုင်သတိဝရိယရှိရှိနေထိုင်ကြဖို့အထူးအလေးနက်တိုက်တွန်းလိုပါတယ်။ဘေးရန်ကင်းကွာပြီးအေးချမ်းစွာ နေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။တကယ်လို့ဒီလိုမျိုးအသင်္ကားစရာပုံကုတ်တွေဖြစ်ရတွေကြုံတွေ့ခဲ့ရင်ဂျဲကိုချက်ချင်းအကြောင်းကြားဖို့မမေ့ပါနဲ့။